ကမ္ဘာပေါ်မှာခြင်လုံဝမရှိတဲ့နိုင်ငံသို့မဟုတ် Iceland ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Eye ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကမ္ဘာပေါ်မှာခြင်နေလုံဝမရှိတဲ့နေရာဆိုတာရှိပါသလားဟုတ်ကဲ့ရှိပါရဲ့နေစီလောအောက် ရှေကဲရီဖုံးလွှမ်းနေတဲ့အန်တာတိကတိုင်းနဲ့အိုင်စလန်နိုင်ငံတို့ပဲဖြစ်ပါရဲ့ ီလိုဆိုးွားတဲ့ရာသီဥတုနဲ့ဝေးကွာတဲ့ဒေသတွေမှာချင်းရဲ့မျိုးပွားမှုဆက်ဝန်လုံးဝမဖြစ်နိုင်ဘူးလို့သိပ္ပံပညာရှင်တွေနှစ်ပေါင်းရာချီလက်ခံထားခဲ့ကြတာပါရာသီဥတုကအေးခဲပုံတွေဆိုပြီးတော့မမမကဲအပြောင်းလဲမြန်လွန်းတာကြောင့်ချင်းဥတွေချင်းလောင်းတွေရော အသက်ရှင်တန်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒါကြောင့်အိုင်စလန်ကိုချင်းရဲ့နောက်ဆုံးခံတက်လို့တင်စားခေါ်ဝေါ်ကြပြီးတော့ကမ္ဘာပေါ်မှာချင်းရန်ကင်းတဲ့ဒုတိယမြောက်နေရာဖြစ်အားလုံးကဂုဏ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့အလွန်ကြီးတဲ့အရှက်ပိုင်းလေးတွေမှာပဲဒီလိုဂုံယူဝင်ကြောင်းမှုကြီးကရုတ်တရက်ပြတ်သုံးသွားခဲ့ရပါတယ်။ Iceland ရဲ့သဘာဝသမိုင်း Institution ကနေပြီးတော့တရားဝင်အတည်ပြုလိုက်ပါပြီ။ Iceland ရဲ့မြေပေါ်မှာချင်းသုံးကောင်စတင်ပြီးတော့တွေ့ရှိခဲ့ပါတယ်။ဒီတဲ့င်းက တာမန်သတင်းတစ်ခုမဟုတ်ပဲဂေဟစနစ်ပြောင်းလဲမှု ရာသီဥတုအကျိုးသက်ရောက်မှုနဲ့ကမ္ဘာလုံးဆိုင်ရာသတိပေးခေါင်းလောင်းတဲ့တစ်ခုလို့ဆိုရမယ့်အကြောင်းအရာပါဒီနေ့ဗီဒီယိုမှာအိုင်စလန်ရဲ့ချင်းရန်ကင်းဘဝဘလို့ဆုံးရှုံးသွားခဲ့ရတာလဲဘာကြောင့်ချင်းလေးပေါ်လာတာလဲဒီချင်းသုံးကောင်ကဘာကြောင့်အရေးကြီးနေရလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်အဖြစ်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင် ဒီအဖြစ်ပြက်ကြီးဟာ2025ခုနှစ်အောက်တိုဘာလလယ်မှာစတင်ခဲ့တာဖြစ်ပါတယ်။နေရာကတော့အိုင်စတန်ရဲ့မြို့တော်ရေးခိဗစ်မြောက်ဖက် Kiosk ရွာအနီးက Kelfer လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။တွေ့ရှိရတဲ့သူကတော့ပုံမှန်သတ္တဝါတွေကိုဝါသနာပါသူဒေတာကန်တူဖြစ်တဲ့ Bojan Hazelson ဖြစ်ပါတယ်။သူကလိပ်ပြားနဲ့တခြားပုံမှန်တွေကိုဆွေးဆောင်ဖို့အတွက် ဝိုင်းနီစိန်ထားတဲ့ကျိုးတွေကိုသူ့ channel မှာအသုံးပြုလေးရှိပါတယ်။အောက်တိုဘာလ16ရက်နေ့ညနေဆောင်မှာရေယိုပိုးပေါင်မဟုတ်တဲ့ထူးဆန်းတဲ့အင်းဆက်တကောင်ကိုတွေ့ရှိခဲ့ပါတယ်။သူချက်ချင်းဖန်ဆီးပြီးတော့အိုင်စလန်မှာရှိတဲ့အင်းဆက်များလို့အမည်ပေးထားတဲ့ Facebook အဖွဲ့မှာမျှဝေလိုက်ပါတယ်။သူမျှဝေတဲ့ပုံကခြေနဲ့ဆင်တူနေတာကြောင့်ပညာရှင်တွေကစိတ်ဝင်စားခဲ့ကြပါတယ်။နောက်ရက်မှ နောက်တစ်ကောင်နောက်တစ်ရက်မှနောက်တစ်ကောင် စုစုပေါင်းခြေ၃ကောင်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက်သဘာဝသမိုင်း institution ကဘုံမပညာရှင် Matthias and Forreston ကပေးပို့ခဲ့ရမှာတော့ရှာလတ်က ရှင်းလင်းသွားခဲ့ပါတယ်ဒီ insert သုံးကောင်က Kilisetter annulator လို့ခေါ်တဲ့အကွင်းပါတဲ့ခြင်မျိုးစိတ်ဖြစ်ပြီးတော့ဥရောပတိုင်းမှာတွေ့ရလေးရှိပြီးအေးရရာဒီဥတုကိုခန္ဓာရည်ရှိရမျိုးစိတ်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ် တွေ့ရှိရတဲ့အသုံးကောင်ကတော့အမနှကောင်နဲ့အဖိုတကောင်ပါဝင်ပါတယ်။ဒီတွေ့ရှိမှုကသမိုင်းဝင်ဖြစ်ရပါပဲ။1980ပြည့်လွန်နှစ်တည်တုန်းက လရင်ပေါ်ပါလာတဲ့ခြေနှကောင်ကိုဖမ်းမိပြီးတော့မန်ဗလင်းနဲ့ထိန်းသိမ်းထားတာမျိုးကလွဲလို့အခုလိုအိုင်စလန်မြေပေါ်မှာတဘာဝအတိုင်းတွေးရှိရတာကပထမဆုံးအကြိမ်ဖြစ်ပါတယ်ဝါဒနာရှင် Hesterson ကလည်းသူရဲ့ Facebook post မှာနောက်ဆုံးခံတက်ကြီးပြိုကျသွားပါပြီလို့စိတ်မကောင်းစွာနဲ့ရှင်းသားခဲ့ပါတယ်။နှစ်ပေါင်းများစွာချင်းမရှိခဲ့တဲ့ Iceland မှာ ။ဘာကြောင့်အခုမှခြင်နေပေါ်လာတာလဲ။ပညာရှင်တွေကအဓိကအချက်နဲ့ချက်ကိုထောက်ပြကြပါတယ်။ပထမအချက်ရာသီဥတုပြောင်းလဲမှုဒီအချက်ကအရင်အရေးကြီးပါတယ်။ ိုင်စလန်ကကမ္ဘာမြောက်ဖက်ချမ်းရဲ့ပြင်းပြအပူချိန်ထက်လေးစားပိုပြီးတော့မြန်နှုံနဲ့ပူနွေးလာနေပါတယ်။တမိုင်းကြောင်းရအိုင်စလန်ရဲ့ရာသီဥတုကအေးခဲလိုက်ပူလိုက်ချက်ချင်းပြန်ပြီးတော့အေးခဲလိုက်နဲ့မတည်ငြိမ်ပါဘူး။ချင်းဥတွေကຫນွေဥလိုအထင်နဲ့ပေါက်ဖွားပြီးတော့မကြခင်ပြန်အေးခဲသွားတဲ့အပူချိန်ကြောင့်တည်ဆုံးရတာမျိုးဖြစ်ခဲ့ပါတယ်။ဒီမတည်ငြိမ်မှုကြောင့်ချင်းရဲ့မျိုးပေါင်းစုံလုံးဝမပြည့်စုံနိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ကမ္ဘာကြီးပုံလွှဲလာမှုကြောင့်အိုက်စ်လန်မှာနှွေးထွေးတဲ့ဆောင်းရာသီတွေပုံများလာပြီးတော့နှွေးဦးရာသီကလည်းစောစီးစွာပုံနှွေးထွေးလာပါတယ်။2025ခုနှစ်မှာပင်စံချိန်တွေအပူချိန်တွေတွေ့ရှိခဲ့ရပါတယ်။ဒီလိုနှွေးထွေးဆွတ်ဆွတ်တဲ့သဘာဝပုံဝင်ခြင်းအသည့်ဟာချင်းနေအသက်ရှင်နိုင်ဖို့ဥဥနိုင်ဖို့နဲ့မျိုးပေါင်းစုံဝန်းကိုအောင်မြင်စွာပြီးဆုံးစေဖို့အခွင့်အရေးပေးလိုက်တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။